ခုမြင်နေရသလိုပဲရှိကိုပဲရှိဖြစ်ဖန်တုံးပုံစံလေး plus of that ပေါ့အဲ့ဒီပုံစံလေးလက်ကိုပြလုံးနိုင်မှာဆိုရင်မိတ်ဆွေအနေနဲ့အရင်သုံးဝင်ပြီးတော့နေရာတိုင်းမှာလို့သလိုသုံးဆနိုင်မှာဖြစ်ပါတယ်အလလုံးကြာနှစ်မိနစ်သုံးမိနစ်ပါပဲခုသတ်မိပြရမှာ fill set ထားပြီးတော့ on new slide blend ကိုယူလိုက်ရှင်းကြရအောင်အပေါ် slide ကပုံကိုပဲ copy ကိုလိုက်မယ် slide မှာ paste လုပ်လိုက်ဒီပုံကိုဆက်လက်မှတ်ထားတဲ့အချိန်မှာပုံမှာ right click အမပချာဒီဖုန်းပချာဝင်လို့ရမှာပချာတပ်ကကလစ်ချန်နေပါပြီးဒီအောက်ငါမှာ sharpness တမမွေတချို့ office ဘာချင်းနေမှာဘလားလို့တွေ့ရပါလိမ့်မယ်အဲ့ညမှာတံမိုးလေးကိုကျွန်တော် sharpness ကြတော့ minus လို့ပေးရမယ်ဘလားဆိုရင်တော့ plus ဖြစ်ပါတယ် minus 25လို့တံမိုးတမလိုက်မယ်ဒါဆိုရင်ပုံကလည်းလည်းဝါသွားမယ်အဲ့ဝါသွားတဲ့ပုံလေးကို right click copy ဒီပုံနဲ့ရွှေ့ပြီးတော့ background ပေါ်မှာ ကလစ်ချာဇင်းဖော်မတ်ဘက်ဂရောင်းကိုပြောင်းသွားမယ်အဲ့ဒီချိန်မှာကလစ်ချာအော်ဒါချာဖေးကိုရွေးပါပူရတဲ့ပုံကိုထည့်ချင်တာဖြစ်တဲ့အတွက်ပြင်ပုံကိုကလစ်နှိပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ဝါရတဲ့ပုံလေးက background picture ဖြစ်ပြောင်းသွားတယ်ဒီပုံကိုအရင်တိုင်းပြန်ပြင်အောင်ပို့ဆက်လက်လုပ်ပြီးရင် picture တက်ပြောင်းပြန်သွားပါပြန် reset pattern လေးကိုနှိမ့်လိုက်ပါ။ဒါဆိုရင်ပုံကအရင်တိုင်းကြည့်ကြည့်လေးလေးပြန်ပြသွားမယ်။ဝါနေတဲ့ပုံကတော့ background picture ဖြစ်ရှိမယ်။ပုံမှန်ပုံကို slide ပေါ်မှာအတိအကျ ပြန်ဖုံးလိုက်မယ်။အင်းစိတ်ကြိုက် shape လေးထည့်ဖို့အတွက်အင်းဆက်တဲက shape rounded rectangle ကိုရွေးလိုက်မယ်။ကိုစိတ်ကြိုက် shape ကိုရွေးလို့ရပါတယ်။ကျွန်တော်ကလောလောဆယ် rounded rectangle ပဲရွေးထားတယ်။ဒီ form shape ဝင်လို့ရမှာပဲ fill option ထဲမှာ line gradient line ကိုရွေးပါမယ်။ဒီအောက်ငယ်လေးဆွဲချပြီးတော့ gradient stop ကိုကျွန်တော်တို့ကနှစ်ခုပဲလိုချင်တာဖြစ်တဲ့အတွက်ဒါတွေကိုအောက်ဆွဲချပြီးတော့ပြလိုက်မယ်။နှစ်ခုပဲလိုတယ်။တစ်ခုကအဖြစ်ရောနောက်တစ်ခုကတော့ အယောင်ရေးမယ်။ high drop ကိုသုံးပြီးတော့ဒီပုံထဲမှာပါတဲ့ဒီအယောင်လေးကိုရွေးလိုက်ပါမယ်။ပြီးရင် line အထူးဖြစ်တဲ့ width ကို 2pt သတ်မှတ်လိုက်မယ်။ဒါနဲ့လောက်သတ်မှတ်လို့ရပါတယ်။ကျွန်တော်လည်းလောစီ 2pt သတ်မှတ်တဲ့သဘောပါ။ပြီးရင် shape option နဲ့ရပါတယ်။ shadow ကိုရွေးမယ်။ပြီးရင် shadow option နဲ့က preset မှာဝင်ချ inner shadow လေးက center ကိုရွေးပါမယ်။အောင်းအောင်မြင်အောင် zone နဲ့ချဲလိုက်မယ်။ပြီးရင် shadow option နဲ့က blur ပမာဏကိုနည်းနည်းတင်လိုက်မယ်။ shadow color ကိုလည်း ကာလာထဲမှာအလိုက်အောင်ဖြစ်နေတာကိုကျွန်တော်ပြအောင်ပြောင်းလိုက်ပါမယ်။ပြင်ရှိတ်ထဲမှာစာလေးနည်းနည်းရိုက်ဖို့အတွက်သူ့ပုံမှာ right click edit test ကိုသင်အားလုံးလေးပါပြီးပါပြီ။နောက်ဆုံးတစ်ခုပဲချက်မှာတော့လေအမိပါနဲ့ဒီရှိတ်ကပုံကိုနည်းနည်းဝါလာပြီးတော့ slide background ပြင်ကျွန်တော်တို့သုံးလာပါတယ်။ပြီးတော့ရှိတ်ပုံကို slide ပုံမှာပြန်အောက်ထားပါတယ်။အဲ့တော့ဒီရှိတ်ကိုဆက်လက်လုပ်မယ်။ပြီးရင် shape fill option ထဲမှာကျွန်တော်က slide background fill ကိုရွေးလိုက်ပါမယ်။ အစဉ်အရန်လာတဲ့ glass effect တုံးရတဲ့ရှိပေတကူရပါပြီ။တုံးတဲ့အရောင်တွေကတော့ကိုယ်တုံးတဲ့ပုံမှာမူတည်ပြီးတော့လိုက်တတ်အောင် hydro ပါလီတုံးပြီးရွေးလာတာပိုကောင်းပါတယ်။ဒါလေးကိုဘယ်နေရာပဲရှိရှိ background picture ကိုတုံးရတဲ့အတွက်ဘူကလည်းလုံးကြီးတွေကြည့်အောင် ပြောင်းပေးနေမှာဖြစ်ပါတယ်။ကို full screen ကြည့်ကြအောင်။ရှိရှိလေးလာကြသမျှအားလုံးနဲ့ like and subscribe share လုပ်ပေးကြသမျှအားလုံးကိုအတူကျေးဇူးတင်ရှိပါတယ်။